ားလုံးပဲမင်္ဂလာပါဒီကလေးလူငယ်ကိုလူတိုင်းသိနေမှာပေါ့နော်လွန်ခဲ့တဲ့နှစ်လကကျမနဲ့လာတွေ့တယ်ကျမကိုတိုင်းကလည်း၄နာရီအချိန်ပေးပြီးတင်တန်းပေးလိုက်တယ်သူကလူငယ်ပီပီသိတယ်မလားလောတာပေါ့ချက်ချင်းလှုပ်ချင်နေတာမရအောင်ကျမကသူ့ကိုနှစ်လလောက်အေးအေးဆေးဆေးတေချာစဉ်းစားပြီးမှဆုံးဖြတ်ပါလို့မာလိုက်တယ် ဘဝကိုတိုးတက်ကြီးပွားပြီးတည်မြဲခြင်းနဲ့ဆိုရင်ပထမတော့ရိုးသားပြီးစူးစမ်းရမယ်။ဧည့်သည်တွေအပေါ်မှာဝန်ဆောင်မှုအပြည့်ပေးရမယ်။ကျမတို့ရဲ့လုပ်ငန်းကအများပြည်သူကိုကျန်းမာအောင်ကုတ်ကဲပေးတာဖြစ်တဲ့အတွက်စေတနာထပ်တက်ရင်ကို မချမ်းသာလာစရာအကြောင်းမရှိဘူး။ထို့သူပဲကျမလည်းဒီလိုလူငယ်နဲ့ဆုံးဖြစ်တာကျမအယံကံကောင်းတယ်။သူကကျမလိုအပျောပါရမီပါတဲ့လူငယ်ဖြစ်တယ်။ဒီပါရမီမျိုးကတည်တယ်နော်။ပါဇက်ပေါက်ပါတဲ့လူတိုင်းမှာမပါနေတတ်ဘူးမဖြစ်နေတတ်ဘူး။ ဆိုရှယ်မီဒီယာပေါ်မှာပြောရဲဆိုရဲသူလည်းဖြစ်နေတယ်သူကရုပ်ရည်ရလည်းရှိတယ်ပညာလည်းတက်တယ်မိဘပေါ်မှာလည်းတည်တက်တဲ့ကလေးဖြစ်တဲ့အတွက်ဒီခေတ်ဒီလောကမှာဒီလိုအချက်လက်တွေရှိနေကိုပြည့်စုံပြီပေါ့မန်ကန်နဲ့ကောင်းတဲ့ဓာတ်စာနဲ့တွဲလိုက်ရင်ဒီကလေးရဲ့ဘဝဟာမအောင်မြင်စရာလားဘယ်နေလဲတွက်စရာမလို့ရဲရရလည်းခြေစရာမလိုဘူးစ조사နေတဲ့လူတိုင်းအောင်မြင်မှုဟာလက်တကမ်းမှာပဲဘာလို့လို့မန်ကန်ပြီးကောင်းတဲ့အလုပ်ကိုရွေးချယ်လိုက်မိဖို့ပဲလိုအပ်တယ် ကျွန်မတို့ရောင်းနေတဲ့ဓာတ်စာကဘာပေါ်မှာတော့တန်းတဘာဝ organic two way အစိတ်ထုတ်တဲ့အာဟာရဖြစ်တယ်။ပတ်စံပေးတိုင်းလဲချက်ချင်းအိုက်ဆိုင်ခွဲကိုမကောက်ဘူးနော်။တကယ်လုံမလားတကယ်လုံနိုင်သလားဒီဝင်ဆောင်မှုကိုတကယ်ပေးနိုင်သလားဆိုတာတေးတေးချာချာအချိန်ပေးပြီးစဉ်းစားခိုင်းတယ်။အခုတော့သူဆုံးဖြတ်ပြီပေါ့။ထွက်လာပြီနော်။သူစရောင်းနေပါပြီရှင်။အားပေးကြပါ။ထိုင်းမှာလိုအပ်နေသူများအားလုံးသူ့ကိုချိတ်ဆက်ပြီးမှဝယ်လို့ရတယ်နော်။လက်လီလက်ကားကြီးဖြစ်လာဖို့ကို ကျမသူ့ကိုရှစ်လပိုင်းမှာထပ်ပြီးကြော်ညာပေးပါမယ်။ तू ရောက်မဲ့ရှားဆောင်၅စီဂျာမနီကောလဂျင်ပိုင်းဆိုင်ရာများအားလုံးအဆက်အစအရာရာအားလုံးကိုတာဝန်ယူတယ်နော်ကျမတော်တက်ထားကြီးရ။လူငယ်များအားလုံးကိုနိုးစက်တယ်နော်လုံးဝတွေဝေမနေနဲ့တော့ချက်ချင်းထပြီးသူ့ကိုဆက်သွယ်ကြပါအလုတ်လုတ်ကြပါအလုတ်ရှိမှဂုံရှိစွတ်ကုသိုလ်လဲရဝမ်းလဲဝကျမတော်တက်ထားဂရိပေးတယ်နော်ဒီကလေးပေါ်မှာပဲလိတ်မှုပြီးကြည်ထားလိုက် ူ့ကိုကျမဘလို့မျိုးပြိုးထောင်ပြီးကြီးပွားချမ်းသာအောင်ဆောင်ရွက်ပေးမလဲဆိုတာယူရသားတွားတာယူရသားတွားတယ်မရှင်းနဲ့နင်အောက်ကြရင်ဘသူမှမင်းကိုလာမစဲဘူးမင်းကိုမြင်မဲ့ပြန်စဲရမှာနင်မိသားစုဒုက္ခရရင်လည်းမင်းပဲတွားရမှာဘသူမှမလာဘူးစိတ်ချငါတို့တလောက်ချမ်းသာတဲ့အတိုင်းဝိုင်းတော်မှာငါခြေထဲရောက်သွားတဲ့အခါမှာဘသူမှငါ့ကိုလာမကြည့်ဘူးတကယ်ထိတ်သီးပဲလာကြည့်တာအောက်ကအမပြေးကြောက်တယ်ဆက်စကားဆိုကြောက်တယ်လေအော်ကြောက်တယ်ဟုတ်လားဟုတ်ပြီဟုတ်ပြီမှတ်ထားရှင်းတယ်နော် ဒါဘဝပဲစိတ်မဆိုးပါဘူးတိလာသူများကိုစိတ်မဆိုးနဲ့သူများမလာနိုင်အောင်စိတ်မဆိုးနဲ့ကိုယ့်ကိုယ်ပဲပြန်ပြုတ်ပြီးကြိုးစားရမှာနော်အော်အဲ့ဗီဒီယိုလေးရှိတယ်အကုန်တင်တာအမြင့်မြတ်နေနေရိုးသားပြီးကြိုးစားသွားရင်ရပြီနော်တကယ်တကယ်အောင်မြင်သွားပြီဆိုတဲ့အခါကျမှနောက်တနည်းပြန်လုပ်မယ် လွင်မဲ့တိုင်းမင်းမဲ့ဖလဲမဲ့နော်အခုပုံစံမျိုးနဲ့ဂါဂါကြိုးစားနေတဲ့ပုံကမကြောက်ဘူးနော်တတ်တထားကဲသူပဲကဘာပတ်ပြီးတော့အပျော်ရှင်ဆုံးလူဖြစ်ရမယ်မိဘကိုလည်းအကြည့်နိုင်ဆုံးလူဖြစ်မယ်လူနိုင်တန်းနိုင်တဲ့လူငယ်လေးတယောက်ဖြစ်ရလာမယ်လူဆိုတာ